ဟုတ်9မိနစ်ပဲအချိန်ပေးဒီ9မိနစ်အတွင်းမှာအကြောင်းလေးတွေခွေးလေးတွေအိမ်မွေးတိရစ္ဆာန်လေးတွေကိုဖော်ပြလို့ရတယ်စကလုံးလေးတွေ C1 C2 level စကလုံးလေးတွေကိုဝေမျှပေးပါမယ်ကဲဒါဆိုစကြည့်လိုက်ရအောင် ပထမဆုံးစကလုံးလေးကတော့ playful 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 ဖြစ်တယ်ဆိုတာကတချို့ playful အစောတန်တဲ့ဥပမာဖြစ် fun ဖြစ်တဲ့ energy အပြည့်ရှိတယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်ဒီမှာဆိုရင် hamster လေးကလုံးဝ energy အပြည့်ပဲပေါ့နော်ဒါဆိုရင် my hamster is very playful အရင်အစောတန်နေအော်ဒါမျိုးလေးနော်ကဲဒါဆိုဒါလေးဒီ adjective တကူဖြစ်ပြီးတော့တွတ်တွတ်လက်လက်လှုပ်လှရှာရှာရှိတတ်တဲ့အကောင်လေးတွေကို describe လုပ်တဲ့အခါကျရင်သုံးလို့ရတယ်ရှင်။ furry. Okay. နောက်တစ်ခုကကြတော့ fairy သူကတော့ fairy အမွေးလေးတွေပါတယ်ပေါ့နော်အမွေးထူထူလေးတွေနဲ့ cover လုပ်ထားတဲ့အကောင်လေးတွေကိုဖော်ပြတဲ့အခါမှာတချို့တော့သုံးလို့ရတယ်ရှင် for example ယုံလေးတွေကြောင်လေးတွေခွေးလေးမှာဆိုလို့ရှိရင်ဒါအမှွင်းချင်းလေးတွေရှိတယ်ပေါ့နော်ဒီမှွင်းချင်းလေးတွေနဲ့ cover လုပ်ထားတယ်အဲပုံစံမျိုးလေးဆိုဒီချေတို့ဒီစကလုံးလေးကိုသုံးပြီးတော့သူ့ရဲ့ပုံမှန်သဏ္ဍာန်လေးကိုဒီချေတို့ဖော်ပြလို့ရတယ်ရှင့်ဒါလေးလဲ adjective တစ်လုံးပဲဖြစ်ပါတယ်ทีมทีมนะเหรอทีม ဖိမ်းကတော့ယင်ပါတော့ဒါဆိုရင်သူကလူတွေနဲ့ယင်းနီးနီးကြွကြွဝင်ဝင်နေလို့ရတယ်သူ့ကိုအသေးစား train မိထားတယ်ဒါမှမဟုတ်သူ့ရဲ့ original ကိုကသူကယင်ပါတဲ့တရိတ်ဆန်မျိုးလေးဖြစ်တယ်ဒါမျိုးဆို teacher တို့ tame လို့သုံးလို့ရပါတယ် the cat was so tame it loved the chai pet it ဆိုကလေးလေးတွေလည်းကြိုင်လို့ရတယ်ကြောင်လေးကအရန်ကိုယင်ပါတယ်ယံမမူတတ်ဘူးပေါ့နော်ဒါဆိုဒါလေးလည်း adjective တစ်လုံးဖြစ်ပါတယ်ဆန္ဒလို့နူးနူးညံ့ညံ့ပြုတ်ပြုတ်ပြုတ်မြောက်ရှိတယ်ယင်ပါတဲ့ကလေးလေးတွေကိုဖော်ပြတဲ့အခါမှာသုံးလို့ရပါတယ် curious not a adjective curious 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 ဖြစ်တယ်ဆိုတာကသိလိုစိတ်များတာပေါ့เนาะဥပမာဆက်စုတက်တဲ့အကောင်လေးတွေလိုမျိုးပေါ့เนาะပစ္စည်းသစ်လေးရာဝတ္ထုသစ်ကလေးတွေပဲဖြစ်ဖြစ်တစုံတရာဆိုလို့ရှိရင်နှာခေါင်းလေးနဲ့အနံ့လိုက်ခံတဲ့သိလိုစိတ်များတယ်ဒါမျိုးလေးကိုချေရော curious ဖြစ်တယ်လို့ခေါ်ရဲ my kitten is so curious it sniffed everything အရာအလုံး နှာခေါင်းလေးရှုံ့တော့ရှုံ့တော့နဲ့အနံလေးလိုက်ပြီးတော့ခံနေအရန်ကိုတိလို့စိညားရယ်ပေါ့နော်ဒါဆိုဒါလေးလေး adjective တစ်လုံးဖြစ်ပါတယ်အခုလိုမျိုးဒီတိုက်ဆိုင်တဲ့အကောင်လေးယူဆိုရင်တချို့တော့သုံးလို့ရတယ်ရှင် agile 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 ဆိုတော့သူကနည်းနည်းတွတ်တွတ်လက်လက်ရှိရပါတော့ဟိုဘက်ကနေဒီဘက်ဒီဘက်ကနေဟိုဘက်မြ мян ဆန်ဆန်လှုပ်ရှားနိုင်တဲ့အကောင်လေးတွေကိုဖော်ပြရင်သုံးလို့ရတယ်ဥပမာမြောက်လေးတွေလိုမျိုးပေါ့နော်ဆိုတော့တွတ်တွတ်လက်လက်ရှိတဲ့အကောင်လေးတွေကိုဖော်ပြရင်တချို့တို့သုံးလို့ရပါတယ်ဒါဆိုတစ်ခုတစ်ခုကနေတစ်ခုခုံခူးတယ်သူ့အတွက်လွယ်လွယ်ကူကူအေးအေးဆေးဆေးလင်းလင်းမြ мян တွတ်တွတ်လက်လက်ပဲသွားနိုင်တယ်အဲအခါကျရင်တချို့တို့ဒီစကလုံးလေးနဲ့သူ့ကို describe လုပ်လို့ရပါတယ်ဒါလေးလေ adjective တစ်လုံးဖြစ်ပါတယ်ရှင် gentle 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 ဖြစ်တယ်ဆိုတာကလေသူတိမ်မွေးရယ်မကြမ်းတမ်းဘူးကျင်လာတဲ့တယ်ယဉ်ကျေးတယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့เนาะဒါဆိုအရင် gentle ဖြစ်တယ် ကလေးကလေးလေးနဲ့ဆိုလို့ရှိရင်လည်းသူကကလေးလေးကိုရံမူတာမျိုးမရှိဘူးဒါဆိုသူကနင်းနူးညံ့ညံ့လေးဖြစ်တဲ့ဂျန်ထိုးဖြစ်တဲ့ကလေးလေးတွေဂျန်ထိုးဖြစ်တဲ့ animals လေးတွေကိုဖော်ပြရတဲ့အခါတချို့တွေသုံးလို့ရတယ်ဒါလေးလေးဒါ adjective တွေထုတ်ဖြစ်ပါတယ် she is a gentle dog great with children ကလေးလေးနဲ့ဆိုအရန်အစဉ်ပြေတယ်သူကအရန်ကိုနူးညံ့တယ်ဂျန်ထိုးဖြစ်တယ်ဒါခွေးလေးဖြစ်တယ်ဒီမှာဆိုတချို့တွေခွေးလေးဖြစ်ပေမဲ့တချို့တွေကချစ်လို့သူ့ကို she ဆိုတဲ့ pronounce လေးကိုပေးထားတာဖြစ်ပါတယ်နော် loyal 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 ဒါလေးကတော့အမြဲတမ်းကိုယ့်ရဲ့ owners ဒါကိုယ့်ရဲ့ပိုင်ရှင်ကိုနဲ့ရှိတဲ့သူကိုပုံမှန်အမြဲတမ်းသစ္စာစောင့်တည်တဲ့သူမျိုးသစ္စာစောင့်တည်တဲ့ကလေးလေးတွေအကောင်လေးတွေကိုဖော်ပြရင်ဒီချက်တို့သုံးလို့ရတယ်အများသောအားဖြင့်ခွေးလေးတွေလိုမျိုးပေါ့နော် dogs are known to be very loyal ဆိုတော့ခွေးလေးတွေကအရင်ကိုသစ္စာစောင့်တည်တယ်သစ္စာရှိတယ်ဆိုတော့အမြဲတမ်း support ပေးတယ်ပေါ့နော်ဒါလေးလေး adjective တစ်လုံးဖြစ်ပါတယ် obedient နောက်ဆုံးဒီချက်မှားလို့ရတယ်စလုံးလေးက obedient ဒါလေးကသူကစကားနားထောင်တတ်တာပေါ့နော်နားခံတတ်တာကိုပြီးတဲ့ပြောစကားတွေကိုပြောတဲ့အကြောင်းအရာတွေကိုကောင်းကောင်းလိုက်နာနိုင်တဲ့အကောင်လေးတွေကောင်းကောင်းလိုက်နာနိုင်တဲ့ကလေးလေးတွေကိုဖော်ပြတဲ့အခါမှာတချို့တွေသုံးပါတယ်ရှင်းအခုတချို့ဝီမြခဲ့တဲ့စကားလုံးလေးတွေကိုသုံးပြီးတော့ကိုပိုင် sentence လေးတွေ create လုပ်ကြည့်ပါဒါလေးတွေကအခုရဲ့အခုလိုတရိတ်ဆန်လေးတွေအကြောင်းကိုဖော်ပြတဲ့ အခါမျိုးမှာရေးသားတဲ့အခါမျိုးတွေမှာအများကြီးအထောက်အကူပြုနိုင်တဲ့ adjective လေးတွေဖြစ်ပါတယ်ရှင်။နောက်လဲဒီလိုမျိုးတန်မိုးရှိတဲ့ adjective လေးတွေအသုံးဝင်တဲ့ lexin လေးတွေကိုအများနဲ့မျှဝေပေးမှာဖြစ်တဲ့အတွက်ကြောင့်တစ်ချက်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့လို့ရပါတယ်။